်မင်္ဂလာပါရှင်ကျမကခေခိုင်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ ချန်ပြိနယ်တောင်ပိုင်းစီဆိုင်မြို့နယ်တောင်ရှိကျေးရွာအုပ်စုနဲ့နောက်ကျော်ကျေးရွာအုပ်စုမှာရှိတဲ့ရော်ရှိရော်ကရော်သား6000ကျော်ကိုပီအန်ရုံပြည်သူစစ်ကရော်ကနဲ့အတင်းအာရမရွှေပြောင်းခိုင်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ကျေးရွာရှိရော်ကဒေသခံတွေကိုဇွန်လ9ရက်နေ့မှာပီအန်ရုံပြည်သူစစ်ကစာလာပေးခဲ့တာဖြစ်ပြီးဇွန်လ15ရက်နေ့နောက်ဆုံးထားထွက်ပေးဖို့ပြောထားကမထွက်ပေးတဲ့သူတွေကြုံလာရမယ့်အနေရကိုတာဝန်မယူဘူးလို့ထိန်းချုပ်နေကြောင်းဆိုပါတယ်။ ပီယနိုဘက်ကထွက်ခိုင်းတဲ့ရော်တွေမှာတိုက်ပွဲတွေကြောင့်ဆစ်ဆောင်နေရတဲ့သူတွေပြန်လာနေထိုင်တာမကြားသေးပဲရော်တွေကလည်းမဖြစ်မနေထွက်ခိုင်းနေတဲ့အတွက်အခက်အခဲတွေဖြစ်နေတယ်လို့ရော်ခန့်တယောက်ကပြောပါတယ် ပြန်တော်ပြည်သူစစ်ကနောက်ကျော်ကြည်ော်အုပ်စုကတဘူးထော်ရော်ကောင်းထော်ရော်လွင်ငုံရော်နောက်ဖို့ရော်ပင်ဆက်ရော်နဲ့တောင်ရှိကြည်ော်အုပ်စုကနောက်ထော်ရော်ကလားလဲရော်တွေမှာနေတဲ့ဒေတာခန်တို့ကိုမောက်ထုံနေတာဖြစ်ပြီးကြည်ော်တချို့မှာပြန်တော်ပြည်သူစစ်နဲ့အတူစစ်ကောင်စီတပ်သားတွေဝင်ရောက်တက်ဆွေးခဲ့လို့ရော်ခန်တွေကပြောပါရရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံတော်သမ္မတရုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကိုတာဝန်ခနဲ့အနားယူခွင့်ပြုလိုက်ကြောင်းသမ္မတရုံကဇွန်လ10ရက်နေ့ကထုတ်ပြန်ပါတယ်။ NUG ရဲ့ယာယီသမ္မတဒူဝါလရှိလာက2025ခုနှစ်ဇွန်လ10ရက်နေ့ရက်စွဲနဲ့လက်မှတ်အရေးထိုးထုတ်ပြန်ခဲ့တာပါ။ဒါနဲ့ပတ်သက်လို့ဥကျော်စောကယာယီသမ္မတကြီးရဲ့မြုံမဲဆောင်ရွက်ချက်တွေကိုပုံမောအောင်မြင်အောင် လီဆောင်ရွက်ချက်တွေအောင်မြင်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ပူပေါင်းဆောင်ရွက်တော့မှာဖြစ်ပါတယ်။တမနာကြီးရဲ့ vision တွေတမနာကြီးရဲ့မျှော်မှန်းချက်တွေအောင်မြင်အောင်အတွက်ကျွန်တော်အနေနဲ့မဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုတွေလုပ်ကိုင်တော့မယ်လို့တီဘူဘီကိုပြောပါတယ်။အခုအနာယူမုံဟာယာယီတမနာကပြပရောက်ခေါင်းဆောင်တွေကိုဖြည့်တွင်းပြက်လာကြဖို့စင့်ခေါ်ထားတာနဲ့ပတ်သက်နေသလားဆိုတဲ့မေးခွန်းကိုတော့တိတိကျကျဖြေဆိုခဲ့တာမရှိပါဘူး။ ဒါပေမဲ့ຫນွေဥတော်လေးရဲ့အပိသက်အောက်ဝဲရရှိအောင်လုပ်နိုင်တဲ့နေရာကနေဆက်လက်ဆောင်ရွက်တော့မယ်လို့ဥကြောစောကပြောပါတယ်။ဒါကြောင့်အခုလက်လက်တော်တဲ့နိုင်ငံတော်သမ္မတယုံပြောရေးဆိုခွင့်ရှိသူနေရာကိုဘသူ့ကိုတာဝန်ယူမလဲဆိုတာနဲ့ပတ်သက်လို့ဇွန်လ10ရက်နေ့ညပိုင်းအထိ NUG ဖက်ကထုတ်ပြန်လာတာမရှိသေးပါဘူး။တောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလို့မရှိဆန့်ကျင်ကြောင်းစင်တာပြပွဲတစ်ခုကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။မောက်တူပေးပို့ထားပါရဲ့ရှင်။ ဟုတ်ကဲ့ပါဆန္ဒပြပွဲကိုအာမက် DMC မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပြပထောက်ပို့ RM Degu အတောကတုခဂူမိထောက်ပို့အဖွဲ့တွေကဥဆောင်ပြီးပြုလုပ်ခဲ့ကြတာပါအောင်ဒီကူရရှိမှာဆန္ဒပြတဲ့ပွဲဖြစ်ပါတယ်ဒီပွဲကိုကျွန်တော်တို့အမက်ပီအစီအနေနဲ့ဟောအာရန်ဖွင့်တယ်ဟောပူးပေါင်းပြီးပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လိုင်းရေးကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့စိတ်ခံယူချက်နဲ့ကျွန်တော်အဆုံးထိတိုက်ပွဲဝင်ဖို့လဲကျွန်တော်တို့ဆုံးဖြတ်ထားပါတယ် ဒီအတွက်လည်းဒီတော်လိုင်းကိုမစုံမနစ်ပဲဒီနေ့ချိန်ဒီတော်လိုင်းကြီးတန်ဖို့လုံးဝမကြပါဘူးကျွန်တော်တို့လက်ရှိကိုဒီတော်လိုင်းကိုအောင်မြင်မြင်နဲ့အဆုံးထိတိုက်ပွဲမျိုးကိုကျွန်တော်တတိယချပြုထားပါတယ်တိုင်မလဲဆောင်းတိတိုင်ဘယ်တိတိုင်မလဲဆောင်းတိတိုင်အရှင်ရောဘုရားရှင်အရှင်ရောဘုရားရှင်အရှင်ရောဘုရားရှင်ဆန္ဒပြသူတွေကတရုတ်အစိုးရမြန်မာနိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုလည်းကန့်ကွက်ခဲ့ကြတာပါ ်ဆန္ဒပြပွဲတွင်အဆိုတော်ပူပူတောင်ကိုရီးယားမှလာရောက်တီးဆိုးဖြော်ပြလို့ပြဿနာတက်သွားခဲ့တာကို နမူနာယူပြီးစကားစဘက်တော်သားတွေကိုသတိထားတင်ကြောင်းလဲပြောကြားခဲ့ကြပါသေးတယ်။ဆိုတော့ပူပူကိုရီးယားကိုလာသွားတယ်ပြန်သွားတော့ကြက်ထသွားတယ်ပေါ့နော်။လက်ရှိမြန်မာနိုင်ငံမှာလည်းပဲခိုင်နှင်းဝေဖော်ရရှင်နဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအမျိုးမျိုးဖြစ်ပေါ်နေတယ်ပေါ့နော်။ ဒီနေရာမှာပြည်တွင်းပြည်ပတော်လိုင်းအင်အားစုတွေတော်လိုင်းတက်ကြွတယ်ထို့သဖြင့်မြန်မာနိုင်ငံသူနိုင်ငံသားတွေအာဏာရှင်စနစ်ဇိုးကနေအများဆုံးလွတ်မြောက်ဖို့ကတော့ကောင်းတုံးရမယ်လို့ပြောကြင်ပါတယ်ညီညွတ်ညွတ်ရှိရမယ်လို့ပြောကြင်ပါတယ်ကစားပက်ကနေပြီးတော့တချို့တွေတွန်းလာတယ်ခုနောက်ပိုင်းတခြားကိစ္စတွေမှာလည်းဝေရသည်မြတ်ကိုဝေရလို့ရသည်မြတ်ပြီးကြတဲ့90ရာခိုင်နှုန်းကသူတို့ဒါကျမတို့ခံမှန်းကြည့်တာပေါ့ဆက်ရဆက်ရဒီအောင်ဆုံးရဆက် တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေဟာအခုလိုဆန္ဒပြပွဲတွေအပြင်ຫນွေဥဒေါ်လာရေးရန်ပုံငွေရှာဖွေပွဲတွေကိုလည်းပြုလုပ်နေကြတာပါခင်ဗျာကျွန်တော်မောင်တူပါလီကာ မန္တလေးတိုင်းရန်ကုန်မန္တလေးလမ်းပိုင်းမှာကြော်တက်လာတဲ့မော်တော်ယာဉ်ကဆိုင်ကယ်ကိုဝင်တိုက်ခဲ့တဲ့အတွက်ဆိုင်ကယ်မောင်းလာတဲ့လူနှစ်ယောက်သေဆုံးခဲ့ပြီး၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကိုကြီးဆောင်ရွက်ပေးသူတွေစီကသိရပါတယ်။ ဇော်လစီရန်နဲ့ညနေ3နာရီလောက်မှာပျော်ဝဲမြို့နီလာရှိုးမှာ73စီဆိုင်အနေရန်ကုန်မန္တလေးလမ်းမပေါ်မှာပျော်ဝဲမြို့ဘက်ကနေမန္တလေးဘက်ကိုဥတီမောင်းလာတဲ့ဆိုင်ကယ်ကိုအနောက်ကမောင်းလာတဲ့ light track motor ရှင်ကကြော်တက်တဲ့အချိန်ရင်တိုက်မှုဖြစ်ခဲ့တာပါလို့ဆိုပါတယ်။မောင်းလာတဲ့ကကဆိုင်ကယ်ကိုအနောက်ကနေပေါ်မှာပါလာတဲ့ပျော်ဝဲမြို့မှာနေထိုင်သူအမျိုးသား၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကုညင်ကေစီရဲ့အဖွဲ့တွေကပျော်ဝဲမြို့နယ်ဆင်းကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းပဲခူးတိုင်းရတာချေမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းမှာစီပေါစာနှစီတိုက်ပြီး၃ရောက်တေအရာဝတီတိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့မေလအတွင်းအစင်းဝင်စစ်ပြီးအရသာအယောက်20ကျော်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေစီကသိရပါတယ်။ပြီးခဲ့တဲ့မေလတရက်နေ့ကနေ31ရက်နေ့အထိတလအတွင်းမှာ အေရဝတီတိုင်းထင်းမှာညဘက်အချိန်တွေအစီရင်ဝင်စီပြီးဒေသခံအရတား20ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကရှောင်းတခဲအစီရင်ကိုညတိုင်းစစ်ပြီးဖမ်းဆီးနေကဖမ်းဆီးထားသူတွေကိုရေစကန်တွေနဲ့စစ်ကြောရေးတွေမှာထားရဲလို့စစ်ကောင်စီတပ်နဲ့နှိစက်သူကပြောပါတယ် ARD တိုင်းမှာအစီရင်ကိစ္စနဲ့အဖမ်းခံရတဲ့သူတွေဟာရက်ွက်အတွင်းအင်၅ရက်နေထိုင်သူအများစု ဖြစ်ပြီးတအိမ်ထဲမှာနေထိုင်သူတွေဖြစ်ပေမဲ့အင်ထောက်စုဇေယအတွင်းစီရင်မဖြစ်ရသေးတဲ့သူတွေတကောင်စီရင်မပြောင်းရသေးသူတွေနဲ့မလို့ရသေးသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်ပသိမ်းမြောင်းမြောက်ဖြာပုံဘူကလေးဟင်တတာရေကြီးလေမျက်နာကျုံပြောမော်လမြိုင်ကျွန်းနဲ့မဦးပင်စတဲ့မြို့နယ်တွေကအများဆုံးဖဲစီးခံခဲ့ရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေကဆိုပါတယ်ရှင်။ ဒီပွေပွေရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။